အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မျှဝေပေးမှာကတော့ဗုဒ္ဓလက်စုသုံးမဟုတ်ဗုဒ္ဓကွင်းအကြောင်းပဲဖြစ်ပါတယ်ပုံမှန်ပြထားတဲ့လက်ဝါးပြင်ကိုကြည့်ပါသူရဲ့လက်တန်းအောက်ကအရင်မှပတ်ပြီးထွက်ပေါ်နေတာကဗုဒ္ဓလက်စုသုံးမဟုတ်ဗုဒ္ဓကွင်းဖြစ်ပါတယ်လက်တန်းကဖြောက်ပါတယ်ဒီလက်စုဟာလက်တန်းကဖြောက်မယ်လက်ပုံစံကကောင်းမယ်ဆိုရင်ဒီလိုလက်စုပါကောင်းပါတယ်ကျောင်းဆရာဆိုရင်စာသင်ကောင်းမယ်ဘုန်းကြီးဆိုရင်တရားဟောကောင်းမယ်နိုင်ငံရေးသမားဆိုရင်အဟောပြောကောင်းမယ်ပုံနေဆိုရင်အပြောကောင်းတတ်ပါတယ် သူတို့ရဲ့အားသာချက်ကစိတ်ရှိပါတယ်။စည်ရင်အတွက်ချက်မှုလည်းမြန်ဆန်ကျွမ်းကျင်ကြပါတယ်။သိပ္ပံပညာစမ်းသပ်တဲ့သူတွေဆိုရင်လည်းအောင်မြင်ကြတဲ့သူတွေပါ။သူတို့ရဲ့စမ်းသပ်ချက်တွေကအောင်မြင်လေးရှိပါတယ်။ online မှာဈေးတွေလုံမဲ့ဆိုရင်လည်းအချိန်တိုတွင်းမှာအောင်မြင်တတ်ပါတယ်။ဒါပေမဲ့ဒီလိုစမ်းနှုန်းတွေနဲ့မန်ကန်ဖို့အောင်မြင်ဖို့ကတော့သူ့ရဲ့လက်တန်းဟာရှည်ပြီးဖြောက်ရပါမယ်။လက်ပုံစံလည်းကောင်းမှုလိုပါတယ်။သူရဲ့လက်တန်းအောက်ကဂျူခုံကလည်းဖောင်းနေရပါမယ်။ကံလက်ပြမြင်းနေလည်းမရှိရပါဘူး။ အခုပြောသလိုမျိုးပါနေရတာနဲ့မဖြစ်ဘူးဆိုရင်တော့တင်းရဲ့လက်တန်းကကောင်းနေပါလိမ့်မယ်တူနေပါလိမ့်မယ်ဘုဒ္ဓဟူဂျိုကုံပြားနေပါလိမ့်မယ်ကံလန်းပြက်တွေပါနေပါလိမ့်မယ်ဒါဆိုရင်ကောင်းနိုင်တော့မှာမဟုတ်ပါဘူးစိုးသွားနိုင်ပါတယ်ဥမာအဖြစ်လက်တန်းကကောင်းမယ်ဂျိုကုံကပြားမယ်ကံလန်းပြက်မြင်းတွေခံနေမယ်လက်ပုံစံကလည်းမလှဘူးရှိနေမယ်ဆိုရင်တော့ဒါကစိုးတာပါပဲသူဟာတစ္ဆာမဲ့သူလိန်ညာသူကောက်ကျစ်သူဖြစ်တတ်ပါတယ်ဒီလိုလူမျိုးကိုတော့တတိထားပါ တို့ကလိန်ရမှကျေနပ်တတ်တဲ့သူဖြစ်ပါတော့မယ်။အကယ်၍လက်ပုံစံကလည်းစိုးမယ်ဆိုရင် လူလိန်နာမည်ကျော်ကြီးဖြစ်တတ်ပါတယ်။နောက်တစ်ခုကတော့လူချမ်းသာတွေရဲ့လက္ခဏာတွေပဲဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့လက်ဝါးပြင်းများကိုကြည့်ကြည့်ပါ။တို့ရဲ့လက်တွေကနုထွတ်နေတတ်ပါတယ်။လှပပြီးတော့အသားရည်ဆူဆူလေးနဲ့ပန်းနုသွေးအောင်ဖြစ်ပါတယ်။ဘာမှသားမှလည်းထူးခြားပြီးမပါရှိကြပါဘူး။ဘာမှလည်းမေးစရာမလိုအောင်လက်ကိုကြည့်ယုံနဲ့တို့အတိုင်းတာကိုသိနိုင်ပါတယ်။ လက်ကလူမျက်နှာလိုပါပဲလှပလေကံကောင်းလေးလေးပါဒီတော့တင်းရန်လောက်ွားပြင်ကရောဘလို့အယောင်စင်းနေရှိနေပါတယ်လဲတိုက်ဆိုင်စစ်ဆေးကြည့်ပါနောက်တစ်ခုကတော့လက်တံဘုဒ္ဓဂျူကုံဘုကဒီတော့ကွယ်သို့မဟုတ်တွင်းကံသို့မဟုတ်ငားရုပ်တို့ကြောင်းမှာဖြစ်ပါတယ်ဇတုကံဖြစ်စီဒေါင်လိုက်မြင်းချောင်းလေးတွေဖြစ်စီပါနေမယ်ဆိုရင်ကောင်းတဲ့ဘုဒ္ဓဟူရုပ်ရပါတယ်ဒီလိုမျိုးဘုဒ္ဓဟူရုပ်ရတဲ့သူတွေဟာကုသံရောင်းဝယ်ရေးအကျိုးပေးပါတယ်စေးနဲ့စေးဘက်ဆိုင်ရာပစ္စည်းတွေအယောင်ဆိုင်ဖွင့်အောင်မြင်မှုရတတ်ပါတယ် ဇာဝန်တွေလက်မှာပါရင်တော့စီကူသားတဲ့နေရာမှာဒူးကျွန်းတက်ပါတယ်။အကယ်၍ကျုံးနေကြက်ချစ်ခတ်တွေပါနေရင်တော့မကောင်းတဲ့ဗုဒ္ဓယုတ်ရသွားပါတယ်။မကောင်းတဲ့ဗုဒ္ဓယုတ်ရတဲ့သူတွေရဲ့လက်ကတော့ဗုဒ္ဓဂျူကုံရဲ့ကောင်းအားကိုရုပ်ရုပ်စေပါတယ်။အယောင်းဝယ်လုံးရဲ့အခက်အခဲကြုံရတတ်ပါတယ်။လုပ်ငန်းဆုံးရှုံးတတ်ပါတယ်။လိန်ညာကောက်ကျစ်လဲစားတတ်ပါတယ်။ပတ်စံကိုဂလိန်ကကျစ်နည်းနဲ့ရှာပွေတတ်ပါတယ်။နောက်တစ်ခုကတော့အမတ်သားကောင်းရင်လည်းပြည်စုံတဲ့သူရဲ့လက်ပဲဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့လက်ဝါးပြင်ကိုကြည့်လိုက်ပါ။ဒီရဲ့လက်သားအောက်မှာငွေမြင့်ပါပါတယ်။ ဒါကတော့သိပ္ပံနီးကြကြပညာရက်တွေနီးပညာတွေကုံတယ်လို့တွေစီဝါကျွမ်းကျင်သူတွေမှာပါတတ်ပါတယ်ဝင်ငွေကောင်းတဲ့သူသို့မဟုတ်အိမ်တော်ဘက်ကလည်းဒီလိုဝင်ငွေကောင်းတဲ့လူမျိုးရတတ်ပါတယ်လက်သက်အောက်မှာလည်းအပြက်လန်းကင်းတဲ့အောင်မြင်လန်းပါပါတယ်ဒါကြောင့်နာမည်ကျော်စောတဲ့သူဖြစ်မှာလက်ကလေးအထိတက်နေတဲ့သူရဲ့ကံလန်းကခရင်ကွားနဲ့အဆုံးသတ်ထားပါတယ်ဒါကြောင့်သူဟာအိုးစားတာအထိအေးဆေးစွာနဲ့ခံစားရမယ့်ဘဝမျိုးကိုပိုင်ဆိုင်မယ်သူရဲ့လက်ညှိုးအောက်မှာလည်းဆော်မွန်လက်စုပ်ရှိပါတယ် ဒါကြောင့်သူကပညာနဲ့ပြည့်စုံမဲ့ဘုသူတရှိမယ်။ဂျုံကုန်ပြီးသုံးသပ်ရမယ်ဆိုရင်ဒါဒီအပြည့်စုံရှိနေတာအရန်ကောင်းပါလေ။ပညာနဲ့နာမည်ကျော်ကြားပြီးချမ်းသာတဲ့သူဖြစ်လာမယ်။လို့သမ ्या အောင်မြင်မယ်။ဒီနေရာမှာမှတ်ချက်ကတော့သူ့ရဲ့လက်ကလာဂျူကုန်အနေထားရထိတ်တန့်သထေတော့သူကမဖြစ်နိုင်ပါဘူး။ဒါပေမဲ့လူလက်တန်းစားထက်တာတဲ့သူတော့ဖြစ်မယ်။ပြည့်စုံမယ်။နောက်တစ်ခုကတော့ကြီးပွားရေးအတွက်ကြံဆောင်ပေးနေတဲ့ဂျူကုန်တွေအကြောင်းပဲဖြစ်ပါလေ။ပုံမှန်ပြထားတဲ့လက်ဝါပြင်ရဲ့ဂျူကုန်တွေကိုကြည့်လိုက်ပါ။ ပုံမှန်ပြထားသလိုမျိုးဂျိုကုံ၃ခုဟာလက်မှာမြင်းမောင်းမှုတွေညီနေမယ်။ဒါဆိုရင်လက်ပိုင်ရှင်ဟာဘလို့အဆင့်တန်းကပဲမွေးလာပါစေကြီးပွားချမ်းသာနိုင်တဲ့အတွေးမြင်တို့ကိုပိုင်ဆိုင်ထားသူဖြစ်ပါလေ။တင်ပေါ်ကြော်ကြားလူသိများတဲ့သူဖြစ်ပြီးချမ်းသာဖို့အခွင့်အရေးကိုထိုင်ဆောင်မနေဘဲနဲ့အပတ်တကုတ်ရယူစူးစမ်းလိမ့်မယ်။ဒီဂျိုကုံ၃ခုပိုင်ရှင်တို့ဟာအယောင်းဝယ်အသိပညာအတတ်ပညာမဉဏ်အင်အားတွေထက်မြက်ကြတဲ့သူတွေဖြစ်ပါလေ။လုပ်ငန်းတစ်ခုကိုကင်တွယ်တဲ့နေရာမှာ သိပ်ပံနီးကြကြလက်တွေ့လုပ်ပြီးအောင်မြင်ကြပါလိမ့်မယ်။ပုံမှာပြထားတဲ့လက္ခဏာကတော့အလွန်ထူးခြားတဲ့၃နှစ်အရွယ်ကလေးတူရဲ့လက္ခဏာပဲဖြစ်ပါတယ်။သူ့ရဲ့ညာဘက်လက်မှာကလေးဘွားကလေးနဲ့အောင်မြင်လမ်းကြောင်းကြီးကထင်းထင်းရှားရှားကြီးတည်ရှိနေပါတယ်။သူ့ရဲ့လက်ညှိုးနဲ့လက်သကြွယ်ညီမျှနေတဲ့အတွက်ကြောင့်သူဟာညာရီထက်မြက်ပါမယ်။နေရစဉ်တုန်းကပဲလက္ခဏာကထင်ရှားနေတာဖြစ်တဲ့အတွက်ကြောင့်အသက်25နှစ်နောက်ပိုင်းမှာ မိဘနဲ့မတူတဲ့လမ်းအလောက်ကံတို့ရရှိပါလိမ့်မယ်။ကလေးအထူးခြားသောအမသားကတော့ဘယ်ဘက်လက်စွဲအောက်ကစတားပွင့်ကြီးပဲဖြစ်ပါတယ်။အောင်မြေးလမ်းမှာစတားပွင့်နေပါတယ်။ဒါကြောင့်သူကစာပေဂီတအနုပညာအကျိုးပေးမယ်။ပညာရေးအဆုံးအထိတတ်မယ်။ပထမတော့ကတော့သူများစီမှာလုပ်ပေးရမယ်။နောက်ပြီးသူ့ဘာသာသူ ကိုယ်ပိုင်ယက်တီရလိမ့်မယ်။သူ့ရဲ့လက်တံအမှလည်းမြင်းတို့ကလေးကထင်ရှားနေပါတယ်။ဒါကြောင့်သူကဝေဝင်ကောင်းတဲ့အလုပ်နဲ့ယက်တီရပါလိမ့်မယ်။ သူကဤထွင်းညာလဲရှိပါလိမ့်မယ်။သူရဲ့အာနေချက်ကတော့လူအများစုကသူ့ကိုအစ်စာဖောက်တတ်ပါတယ်။မယုံရပါဘူး။တငယ်ချင်းဆိုရင်လည်းကောင်းကျိုးမပေးတတ်ပါဘူး။သုံးနှစ်အရွယ်လေးနဲ့အလွန်ထူးခြားတဲ့ကလေးရဲ့လက္ခဏာကိုမှတ်တမ်းတင်မျှဝေတင်ဆက်လိုက်ပါတယ်။နောက်တစ်ခုကတော့လက်မရဲ့စပါးစည်းကအပြင်ဘက်ကိုဟားနေခြင်းပဲဖြစ်ပါတယ်။လက်မရဲ့စပါးစည်းကအပိတ်မဟုတ်ဘဲနဲ့အပြင်ဘက်ကိုဟားနေခဲ့ရင်ဘာတွေဖြစ်လာနိုင်မလဲ။သူရှာရသမျှဟာသူတစ်ပါးအတွက်ကုန်နေတတ်ပါတယ်။ စူမီခါနီးမှာပြန်ကုံကုံနေတတ်ပါတယ်စူမီကိုအားနေတတ်ပါတယ်ချမ်းသာခြင်းကိုမြင်နေရပြီးတကယ်တမ်းမခံစားရဘူးဖြစ်နေရတတ်ပါတယ်သူရှာရသမျှဟာလဲသူတစ်ပါးကိုပေးဝေနေရတာနဲ့ပဲသူရဲ့အိတ်ကက်ကပိန်ပိန်နေရတဲ့သူမျိုးဖြစ်တတ်ပါတယ်နောက်ဆုံးတစ်ခုကတော့အသက်လမ်းကြောင်းကထောင်တက်လာတဲ့လမ်းခွဲအကြောင်းပဲဖြစ်ပါတယ်လမ်းခွဲတစ်ခုဟာအသက်ခန့်ငယ်ငယ်နေရာကနေစတင်ထွက်ပြီးကြာသာပြီးဂျိုခုံဘက်ကိုရောက်ရှိသွားမယ်ဆိုရင်မြုံမှန်းချက်ပန်းနိုင်ကိုအောင်မြင်စွာရောက်ရှိမဲ့သူတွေဖြစ်ပါတယ်။ကိုယ့်ဘုကိုအတင်ကြီးတဲ့သူတွေလည်းဖြစ်ပါတယ်။ အကယ်၍လမ်းခွဲတွေကကြာသပတိကျိုးကိုထောင်တက်မသွားဘဲနဲ့ဉာဏ်ပညာလမ်းကြောင်းကို အလဲဘဟုနေရာမှာသွားရောက်ပြီးထိဆက်နေမယ်ဆိုရင်တိုးသူဟာဂုံတရီနဲ့ပြည်စုံပြီးချမ်းသာကြွယ်ဝသူတူဖြစ်ပါလိမ့်မယ်ပုံမှန်ပြထားတဲ့လက်ဝါးမြင့်ကိုကြည့်ပါပုံမှန်ပြထားသလိုမျိုးအသက်လမ်းရဆုံးမှကြာဖူးပါတဲ့သူတွေအများစုဟာစည်းစိမ်ဥစ္စာချမ်းသာမှုကိုရရှိခံစားရပါမယ်ဘဝမှာအဆင်ပြေစွာနဲ့နေထိုင်ရတတ်ပါတယ် သူရဲ့ဘဝမှာစမ်းသာမဲ့ကံကပါနေပြီးသားဖြစ်ပါတယ်။အတိတ်ကံတွေကောင်းတယ်။အဆောက်ရှောက်တွေကောင်းတယ်။အဆောက်ရှောက်ပုံကူထူးတွေရဲ့ကောင်းတဲ့အိမ်မက်တွေလည်းရကြပါတယ်။ဒီတွေပေါတာတွေ၊ငွေတွေဝင်တာတွေလည်းဘဝမှာဝင်ရောက်လာတာမျိုးကိုရရှိခံစားကြုံတွေ့ရတတ်ပါတယ်။ဘဝမှာအသက်လည်းရှိမယ်။ဦးစားတာလည်းကောင်းမယ်။အတိတ်ကပြုလုပ်ခဲ့တဲ့ကံတွေကြောင့်ဇီဝဥစ္စာပြည့်စုံနိုင်မယ်။အဆောက်ရှောက်တွေကူညီပေးမှုကလည်းရရှိစေနိုင်မယ်။အသက်လမ်းဆုံးမှာကြာပူးတို့မဟုတ်ကြာပွင့်တွေပါတာအလွန်အကျိုးကောင်းပါတယ်။ ပုံမှန်ပြထားတဲ့လက်ဝါးပြင်ကတော့ချမ်းသာတဲ့မိဘတွေကနေမွေးပွားလာတဲ့ကလေးငယ်တူရဲ့လက်ဝါးပြင်ဖြစ်ပါတယ်။အသက်အရွယ်ငယ်သေးပေမဲ့သူရဲ့လက်ဝါးပြင်မှာကြာပူးပုံစံဟာတိကျသေးသက်စွာနဲ့ပါရှိနေပါတယ်။ဒါကြောင့်ဒီကလေးဟာငယ်စဉ်ကလည်းချမ်းသာစွာနဲ့မွေးပွားလာခဲ့ပါတယ်။အသက်ကြီးတဲ့အခါမှာလည်းချမ်းသာစွာနေထိုင်ရပြီးပူဇော်တာကောင်းနိုင်ပါတယ်။နောက်တစ်ခုကတော့နိုင်ငံရခြားကံအလွန်ကောင်းတဲ့ကံလန်းကြောင်းပဲဖြစ်ပါတယ်။ဒနိလာဂျူခုံကစားထွက်လာတဲ့ကံလန်းကြောင်းဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့လက်ဝါးပြင်ကိုကြည့်ပါ။ ဘုံမှာပြထားသလိုမျိုးတနင်္လာကျူကုန်ကနေကံလန်းဟာအစာပြုတ်ပြီးထွက်လာခဲ့မယ်ဆိုရင်ထိုသူဟာနိုင်ငံရက်ကြသို့မဟုတ်ရေကြားမြေကြားရက်ဝေးကနေအကူအညီထောက်ပံ့ကောင်းတွေကိုရရှိပါလိမ့်မယ်ရက်ဝေးကနေအကျိုးကောင်းတွေအထောက်ပံ့ကောင်းတွေရရှိမယ်ကံနေထားရရက်ဝေးပိုင်းအားသာမှုရှိမယ်ရက်ဝေးကနေဝေကြေးသို့မဟုတ်အကူအညီတွေရရှိလာတတ်ပါတယ်အကယ်၍သူဟာအမျိုးသမီးဖြစ်ခဲ့မယ်ဆိုရင်အမျိုးသားရဲ့အကူအညီတွေကိုအများဆုံးရရှိမယ် သူဟာအမျိုးသားဖြစ်ခဲ့မယ်ဆိုရင်တော့အမျိုးသမီးရဲ့အကူအညီကိုအများဆုံးရရှိခံစားရပါလိမ့်မယ်။ဒီနေ့လက္ခဏာဘုသူတ္တလေးကတော့ဒီလောက်ပါပဲ။အားလုံးလက္ခဏာပညာသူတ္တတိုးပွားနိုင်ကြပါစေ။